တာလီစွာပါဒီကနေ့နိုဝင်ဘာလ၄ရက်နေ့နရဇရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမဟန္နာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူမှာမြန်မာစစ်တပ်ရဲ့စစ်ကြောင်း၃ကြောင်းအနက်၂ကြောင်းပြတ်သွားပြီးနောက်တာလွန်အင်အားတွေနဲ့တိုင်းချောင်းရွာကိုဥတီထိုးစစ်ဆင်လာတဲ့သတင်း နှစ်နှစ်လောက်ကကွယ်စည်းထိုးခွင့်မရပဲဖြစ်နေတဲ့အေအေထိန်ချုံမြို့နယ်အားလုံးမှာ မွေးကင်းစားကနေ၃နှစ်အတွင်းကလေးတွေကိုကာကွယ်စည်းအခမဲ့ထိုးပေးတဲ့တဲ့နဲ့နေဆက်တလျှောက်မှာအာရခတက်တော်ရဲ့ချင်းချမှုကြီးထွားလာတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းဌာနတချို့ကဖော်ပြလာတဲ့သတင်းတွေအပြင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ကြောက်ဖြူမှာအေအေကိုထိုးစစ်ဆင်နေတဲ့မြန်မာစစ်တပ်ရဲ့စစ်ကြောင်း၃ကြောင်းအနှက်၂ကြောင်းပြတ်သွားပြီးနောက်လက်ကျန်စစ်ကြောင်းကိုအင်အားထက်ပြေကတာလွန်အင်အားတွေနဲ့တိုင်းချောင်းကိုဥတီကထိုးစစ်ဆင်လာတယ်လို့သိရပါဗျ။ တက်ပြက်ပြီးနောက်ကြံနေသေးတဲ့နောက်စစ်ကြောင်းကိုအင်အားထက်မှန်ဖြည့်သိမ်းကာတာလွန်အင်အားတွေနဲ့လေကြောင်းရေကြောင်းမြေပြင်လက်နက်ကြီးပစ်ကူတွေယူပြီးအေးအေးထိန်းချုပ်ထားတဲ့တိုင်းချောင်းရွာကိုထက်မှန်ထိုးစစ်ဆင်လာတာပါအဲ့ဒီလိုထိုးစစ်ဆင်လာရကနေတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကဇိုင်ချောင်းအကျော်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ကြောင်းတက်ပြက်ရလာအောင် အထိနာခဲ့ပြီးနောက်ထပ်တပ်ဖန်ပြန်လဲစုဖွဲ့ကထိုးစစ်ဆင်ခဲ့တာလို့သိရပါဗျ။အခုတိုင်းချောင်းကိုတိုက်ရမှာစစ်တပ်ကအင်အား300လောက်ပါဝင်ပြီးအင်အားဖြန့်ခွဲက နေရာနှစ်ခုကနေထိုးစစ်ဆင်နေတာလို့ဒေသတွင်စစ်ရေးအခြေအနေများကိုစောင့်ကြည့်နေသူတယောက်ကပြောပါရရှင်။ နှစ်နှစ်လောက်ကြာကာကွယ်ဆေးထိုးခွင့်မရပဲဖြစ်နေတဲ့အာရခတ်တော် AA ထိန်းချုပ်ထားတဲ့မြို့နယ်အလုံးမှာကွင်းစင်းပြီးတော့အခမဲ့ထိုးပေးနေပြီလို့သိရပါဗျ။ မွေးကင်းစားကနေ၃နှစ်အတွင်းကလေးတွေအတွက်ကာကွယ်ဆေးတွေကို အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့အာရခပြည်သူ့ကျန်းမာရေးဌာနကကွင်းဆင်းပြီးတော့ထိုးပေးနေရပါလက်ရှိမှာအေအေထိန်းချုပ်ထားတဲ့မြို့နယ်အချို့မှာစတင်ထိုးပေးနေပြီးနောက်ထပ်မြို့နယ်တွေမှာလည်းဆက်လက်ထိုးပေးသွားမယ်လို့အေအေနဲ့နီးစပ်သူတယောက်ကနရီစရာကိုအတည်ပြုပြောပါရတယ်။ အခုထိုးပေးရမှာပိုလီယိုရောဂါကာကွယ်ဆေးမိခိုင်ကာကွယ်ဆေးနဲ့ကလေးတွေအတွက်လအလိုက်နှစ်အလိုက်ထိုးပေးရမယ့်ကာကွယ်ဆေးတွေကိုထိုးပေးနေတာလို့လည်းသိရပါတယ်။အေးအေးထိန်ချုပ်ထားတဲ့မောင်တော်မျိုးနယ်ကမွေးကင်းစကလေးတွေကိုလည်းပြီးခဲ့တဲ့မိုးရာတွေအတွင်းအေးအေးကကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့တယ်လို့သိရပါတယ်။ စစ်ကော်မရှင်ကရခိုင်ပြည်အတွင်းပြည်မဘက်နဲ့ဆက်တွယ်တဲ့ကုံလန်ရေလန်းတို့ကိုပိတ်ဆို့ထားတဲ့အတွက်ကာကွယ်ဆေးတည်ယူရရှိရေးမှာအခက်အခဲရှိနေတဲ့အတွက်အခုလိုမြို့နယ်အားလုံးကိုလွှမ်းခြုံထိုးပေးနိုင်တာမရှိခဲ့ပဲကြန့်ကြာနေကြတာလို့သိရပါတယ်လက်ရှိမှာအေအေထိန်ချုပ်ထားတဲ့မြို့နယ်အားလုံးကမွေးကင်းစားကနေ၃နှစ်အထိကလေးတွေကာကွယ်ဆေးထိုးခွင့်ရတော့မှာဖြစ်လို့အတိုင်းမသိဝမ်းတပျော်ရွှင်မိတယ်လို့လဲကာကွယ်ဆေးမထိုးရသေးတဲ့ကလေးမိခင်တယောက်ဖြစ်သူဒေါ်ရီရီကပြောပါရယ် ရခိုင်မှာမြို့ရင်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကနေစပြီးရခိုင်ကမြို့နယ်အလုံးနီးပါးမှာမွေးကင်းစကလေးတွေကိုကာကွယ်ဆေးထိုးပေးနိုင်တာမရှိခဲ့ပါဘူး။အဲ့ဒီလိုကာကွယ်ဆေးမထိုးခဲ့ရလို့ကလေးတချို့ကျမကြီးချိုးတဲမှုတွေရှိခဲ့တယ်လို့လဲကလေးမိခင်တွေကနိုရီဇရာကိုပြောဆိုထားပါရဲ့ရှင်။ နိုဝင်ဘာ၂ရက်နေ့စွဲနဲ့ The Daily Star သတင်းစာမှာနေဆက်တလျှောက်မှာအာရခတတ်တော်ရဲ့ချိန်ချောက်မှုကြီးထွားလာဆိုတဲ့ခေါင်းစဉ်နဲ့သတင်းတပုတ်ရေးသားလာခဲ့ပါတယ်။ဒီသတင်းကိုလွန်ခဲ့တဲ့အောက်တိုဘာ30ရက်နေ့ကမိုင်းတန်ရာကြောင့်တိတ်ဆုံးသွားခဲ့ရတဲ့ကော့ဘဇာအခြေဆိုင်အမှတ်3 BGB နေကြားဆောင်တပ်ရင်းကတပ်သား35နဲ့တိတ်ဆုံးရတဲ့အပေါ်အခြေခံပြီးရေးသားထားတဲ့သတင်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တလျှောက်အာရခတပ်တော်ကထောင်ထားတယ်လို့ဆွတ်ဆွဲထားတဲ့မြေမြုပ်မိုင်းပောက်ကွဲမှုကြောင့်ဘင်္ဂလားဒေ့ရှ်နယ်ချားဆောင်တပ်သားတယောက်ဒဏ်ရာရရှိပြီးနောက်တိတ်ဆုံးခဲ့ရတာဟာဘင်္ဂလားဒေ့ရှ်လုံခြုံရေးဝန်ထမ်းတွေနဲ့အရက်သားတွေကိုအန်တရယ်ဖြစ်စေတဲ့ဖြစ်ရွက်များစွာတွေကနောက်ဆုံးဖြစ်ရဖြစ်တယ်လို့သတင်းကဆိုပါတယ်။ အဆိုပါနယ်ကြားဆောင်တက်တာဟာအော်တိုဘာလ12ရက်နေ့ကမြန်မာနိုင်ငံနဲ့ကဲ့ရဲ့တည်ရှိတဲ့ဘင်ဒရိုဘင်ခရိုင်နှစ်ချောင်းစရီနယ်ဆက်တလျှောက်ကင်းလဲ့နေခဲ့တာပါအဲ့ဒါလို့ကင်းလဲ့နေစဉ်နယ်ဆက်တုံညမြင်းအနီးမှာမိုင်းပေါက်ကွဲခဲ့ပြီးသူ့ရဲ့ညာဘက်ခြေထောက်တစ်ဖက်လွင့်ထွက်သွားခဲ့ရပါတယ်သူကိုရာမူတက်ရင်စေယုံကိုဥစွာကူတာဖို့ယူဆောင်ခဲ့ပြီးနောက်ပိုင်းမှာတကာရှိပေါင်းဆက်စစ်ဘက်စေယုံကိုလေချောင်းကနေရဟတ်ရင်နဲ့ပို့ဆောင်ခဲ့ပေမဲ့တိတ်ဆုံးသွားခဲ့ပါတယ် ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တလျှောက်မြင်မြုပ်မိုင်းပောက်ကွဲမှုတွေနဲ့ပြစ်ခတ်မှုတွေဟာမကြသေးမီလတွေအတွင်းမြင့်တက်လာခဲ့ပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ဒီကနေ့တင်ဆက်ပေးသွားမယ့်ပြည်တွင်းသတင်းတစ်ပုဒ်ကတော့စစ်တပ်ကိုလူမှုကွန်ရက်ပေါ်ကနေဝေဖန်ရေးသားမှုတွေနဲ့တော်လန်ရေးအဖွဲ့အစည်းတွေကိုထောက်ခံမှုတွေကြောင့်ဖမ်းဆီးခံရသူပေါင်း1900ကျော်ရှိလာတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ မြန်မာစစ်တပ်ကိုလူမှုကင်ရက်ပေါ်ကနေဝေဖန်ရေးသားမှုတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုထောက်ခံမှုတွေကြောင့်ဖမ်းဆီးခံရသူပေါင်း1993ရောက်အထိရှိခဲ့ပြီလို့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကမနေ့ကနိုဝင်ဘာ3ရက်မှာထုတ်ပြန်ပါတယ်။ဒီစာရင်းဟာပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်အောက်တိုဘာလကုန်ထိဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာရန်ကုန်၊မန္တလေး၊ပဲခူး အေယာဝတီမကွေးနယ်ရှမ်းပြည်နယ်တို့ကအများဆုံးဖြစ်ပြီးစုစုပေါင်း1583ယောက်အထိရှိခဲ့တယ်လို့ဆိုပါရယ်။ ဒါအပြင်စစ်အုပ်စုကရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့်အဖမ်းခံရသူ25ရာအနက်10ရောက်ကပြီးခဲ့တဲ့အော်တိုဘာလအတွင်းကဖမ်းဆီးခံရတာဖြစ်ပါတယ်။အော်တိုဘာလ29ရက်နေ့အထိရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေအရအရေးယူခဲ့တဲ့အမှု40မှာ အရေးယူခံရသူ88ရောက်ရှိတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အာဖဂန်ငလျင်ကြောင့်၉ဦးသေဆုံးထားတဲ့သတင်း ကိုတင်ဆက်ပေးသွားပါမယ်ရှင်။အာဖဂန်နစ္စတန်မြောက်ပိုင်းမှာမနေ့ကနိုဝင်ဘာ3ရက်ညလှုပ်ခတ်သွားခဲ့တဲ့အင်အားပြင်းငလင်ကြောင့်လူ6ယောက်သေဆုံးပြီးလူအများအပြားဒဏ်ရာရရှိခဲ့တယ်လို့အဆောက်အအုံအများအပြားလည်းပျက်စီးခဲ့ရပါတယ်။ ။ဒီငလင်ရဲ့ပြင်အားက Richter scale 6.3သုံးရှိပြီး Mazar Isha Reef မြို့အနီးကမြေအောက်28ကီလိုမီတာကိုပဟိုပြုတ်ပြီးညအချိန်မှာလှုပ်ခတ်ခဲ့တယ်လို့ American ဘူမိဗေဒတိုင်းတာရေးဌာနကပြောကြားခဲ့ပါဗျ။ ဘာခ်ပြည်နယ်မှာလူ၄ယောက်တိတ်ဆုံးပြီးဒဏ်ရာရရှိသူ120ရှိတယ်လို့စမဂန်ပြည်နယ်မှာတော့လူ9ယောက်တိတ်ဆုံးပြီး143ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်ဒဏ်ရာရသူအများစုဟာကုသမှုခံယူပြီးနောက်အိမ်ပြန်သွားကြပါပြီလို့ကြေညာချက်သက်ဆောင်မှာဖော်ပြထားပါတယ် ငလင်ကျောင်းအာဖဂန်နစ္စတန်ရဲ့အကြီးဆုံးမြောက်ပိုင်းမြို့တွေထဲကတစ်ခုဖြစ်တဲ့မာဇာအီရှာရစ်ကအဒေတာကန်တွေဟာသူတို့ရဲ့အိမ်တွေပြိုကျမှာကိုစိုးရိမ်နေတဲ့အတွက်လမ်းမတွေအပေါ်ပြေးလွှာသွားခဲ့ကြတယ်လို့ဆိုပါတယ်တာလီဘန်အစိုးရဟာ2021ခုနှစ်အတွင်းအာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးကြတဲ့ကကြီးမားတဲ့ငလင်ကြီး၃ချိန်ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်ကုလသမဂ္ဂနဲ့အကူအညီပေးရေးအေဂျင်စီတွေကတော့အာဖဂန်နိုင်ငံမှာလူတွေအကြားငတ်မှုခံပါမှုမြင့်တက်လာနေတယ်လို့သတိပေးခဲ့ပါတယ်ရှင်။ နရစ်စရာသတင်းဌာနကနိုင်စင်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရစ်စရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရစ်စရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျမရှင်လန်းကြပါစေရှင်။